လိုင်အောင်အသင်းနဲ့တမိုင်းဝင်တိုင်းဝဲမှာအခရာကြားခဲ့တဲ့ရဲရဲတောက်တင်းနေတသားကြီးတူပရိသတ်များလုံးဝမင်္ဂလာများအတွက်ဂျေဘေအင်ဖော်မေးရှင်းကနေပြန်လည်ကြိုလိုက်ပါရင်မဟာတချံကာလာဘာနီဥကဆယ်ကိုရှုံးပြီးမြန်မာပြည်သူတွေအတွက်စိတ်မချမ်းမွေးစရာတွေကိုဖန်တီးပေးခဲ့တဲ့ United တို့ဟာနေဆန်းပိုင်းကိုရောက်လာတဲ့ချိန်မှာတော့မြန်မာပြည်သူတွေကိုစိတ်နှလုံးရှင်ပြုံးရအောင်မဖြစ်နိုင်တဲ့နိုင်ပွဲတစ်ပွဲကိုဖော်ဆောင်ပေးလိုက်ပြီပဲဖြစ်ပါရင်ဒီနိုင်ပွဲဟာငလင်တန်အငတ်ဘေးတန်ဂုံစင်းနှုံတန်ကိုခါးသီးစွာခံစားနေရတဲ့ ကျွန်တော်တို့မြန်မာပြည်က United Fan တွေအတွက်တော့ခဏတာလောက်အပူပင်တွေကင်းဝေးစေခဲ့ပြီးတော့ခြေသူကမုံသွားပေမဲ့မန်ယူကမရှုံးတော့တဲ့အခြေအနေပဲဖြစ်ပါတယ်။တိုးစီနဲ့ဘူးတီချအောင်တီးထားပြီးမှလိုင်ယွန်က4-2ဖွဲ့ပြောင်းပေးသွားလို့ဘသူကိုဆဲလို့ဆဲရမယ်မသိတဲ့အခြေအနေမှာ Epic Campaign နဲ့ပြန်လည်အချမ်းဖတ်သွားခဲ့လို့ဆိုနိုင်ပါတယ်။ကမ်းမန်နိုင်ွဲဆိုတာကတော့ရော့ဗရမားရော့နဂါဆိုလိုလွယ်လွယ်ကူကူဖြစ်လာတာမျိုးမဟုတ်တလို့ကစားမတရားချင်းစီအပြင်နေပြရဲ့ဆုံးဖြတ်ချက်ချတဲ့အပိုင်းတွေကလည်းတော်တော်လေးအေးပါပါတယ် ယူနိုက်တက်တို့အနေနဲ့နောက်ပိုင်းကာလာတွေမှာပြန်ပန်အသင်းတွေကိုကမ်းပတ်နဲ့အချမ်းဖတ်ပြထားပေမဲ့ပြန်ကမ်းပတ်မလားကမ်းပတ်မလားမျှော်လင့်ရင်တကယ်ပြန်မကမ်းပတ်တဲ့ပွဲစဉ်တွေလည်းရှိခဲ့ပါတယ် ။ဘာပဲဖြစ်ဖြစ်အိမ်မက်ကားဆက်ယုံကြီးတဲ့မှာလမ်းရောင်အသင်းကိုကမ်းပတ်ပြလိုက်တာကတော့မဖြစ်မနေချီးကျူးရမယ့်လုပ်ရပဲဖြစ်ပါရင်တကယ်ဆိုရင်တူးစီနဲ့ဥဆောင်ထားချိန်မှာရင်ပွဲစဉ်ကိုအပြည့်ဖြတ်ထားနိုင်ခဲ့တဲ့ပေမဲ့တူးချင်းအမားတွေနဲ့တူချေချော်လက်ချော်တွေဖြစ်သွားခဲ့ရတာပါ။တချို့သောလမ်းရောင်ကစားသမားတွေဆိုရင်သူတို့အနေနဲ့ Ultra Pro Queen ကိုရောက်နေတယ်ဆိုတာမေးထားပြီးစိတ်လို့ကိုလို့နေအောင်ဝဲခံခဲ့ကြပါသေးတယ်။အဲဒီမှာ Arsenal ကနေပြောင်းသွားတဲ့ Milan 9နဲ့ Blaugrana ဆက်တို့လည်းပါဝင်ခဲ့ပြီးတော့ Milan 9ဆိုရင် Old Trafford ပြိုင်တဲ့နေရှိမှာ Lion logo ကိုလက်နဲ့အချိန်ချင်းပုတ်ပြသွားတဲ့အထိပါပဲ။ဒါပေမဲ့တကယ်တို့နဲ့ကပဲပွဲစဉ်ကို5-4နဲ့ပြန်လည်နိုင်ယူပြီးတော့ semi final တက်ရောက်ခွင့်လက်မှတ်ကိုပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ United တို့အတွက်အတွင်းကို5ကိုမတူညီတဲ့ကစားသမား5ဦးကအတွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ Ugarte, Darlo, Fernandez, Manu နဲ့ Maguire တို့ကအတွင်းယူပေးသွားခဲ့တာပါ။ပွဲစဉ်ပြီးမှတော့တင်းနီပြိတ္တတွေဟာစစ်တီလေးသိန်းဖာနန်တက်ကိုချီချူပြောဆိုမှုတွေပြုလုပ်သွားခဲ့ကြပါတယ်။ဖာနန်တက်ဟာတခြားအသင်းပြိတ္တတွေထက်ကိုအသင်းပြိတ္တတွေစီကိုပို့ပြီးတော့ဝေဖန်ခံရပေမဲ့ ယူနိုက်တက်အတွက်ဆိုရင်တခါတော့မှမကိုမကက်ခဲ့သူပါနိုင်လို့စိတ်ပြင်းထန်တယ်မမချန်တဲ့ကစားတယ်ဘောချောနဲ့တယ်အငင်းတန်တယ်ဒါတွေကစစ်တီလေးသိန်းနဲ့ခွဲခြားလို့မရတဲ့အရာတွေပါပြင်သစ်သားတွေကိုအမြင်ဆုံးအထိဆွဲခေါ်ပြီးမှရိုက်ချခဲ့တဲ့ပွဲမှာဘရာဇီးသူလူဆန်ကက်စမဲတို့နဲ့လိမ္မာရင်ကျေးဥကာတေးတို့ကလည်းခြေပေါ်ခဲ့ပါတယ်ဘရာဇီးသူလူဆန်ကတော့မန်အော်တယ်မဲရတဲ့အထိကိုခြေစွမ်းပြခဲ့တာပါကက်စမဲရိုဥကာဒီနဲ့တခြားသောတရင်းတီတပ်သားတွေလည်းဆိုရှယ်မီဒီယာပေါ်မှာအသီးသီးချီးကျူးခံနေရပါတယ်။ဒါပေမဲ့ Farden Deadlock.lakhoutan ကြံကြယ်မရကြပါဘူး။ပြည်သက်တို့က ဘရူနိုဖာနန်တက်က190မိနစ်ထိကစားသွားပါတယ်။တကောသွင်းပါတယ်။နောက်ပြီး Ultra Four ကစားမဘွားအတွင်းဖာနန်တက်ရဲ့အကောင်းဆုံးဂိုးဖြစ်လာမဲ့သွင်းကဘားရန်ထိသွားပါတယ်။ပွဲပြီးလို့နှစ်နာရီကြာတဲ့အထိပရိသတ်တွေနဲ့ဓာတ်ပုံရိုက်ပေးသွားတယ်။ဒါကမှကျွန်တော်တို့ရဲ့အသင်းကောင်းဆောင်အဆင့်မှန်ဆိုပြီးတော့ Social Media ပေါ်မှာရေးသားသွားခဲ့ပါတယ်။နောက်ထပ်ပြည်သက်တို့ကလည်းဒါကသူ့ရဲ့ကစားသမားဘွားနဲ့ရှောင်းအကောင်းဆုံးအခိုက်အတန့်နေပေါ့မယုံကြည်နိုင်စရာကောင်းတဲ့ကစားသမားပါပဲ ဆိုပြီးတော့ပေါ်တူဂီသားကိုချီးကျူးသွားခဲ့ပါတယ်။တနည်းအားဖြင့်ပြည်သူကလည်းသူကပိုကောင်းတဲ့ကစားမှာပါပဲ။သူ့လိုကောင်းဆောင်ကောင်းတယောက်ကိုတော့ credit ပေးရမှာပါပဲလို့ဆိုသွားခဲ့ပါတယ်။လိုင်ယွန်အသင်းကိုနိုင်ယွန်ကျော်ဖြတ်လာခဲ့တဲ့တဲရီတွေအားယူပါလိ semi-final အဆင့်မှာတော့ Spain ကလပ်ဘီဘောအသင်းနဲ့ရှင်မဲကစားသွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါမြောင်ဗီလီကတော့ပါပဲ။နောက်နေ့မှာလည်းအကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။